နာရှိုးမာလာဟင်အာလူးမာလာမာလာချက်ဥကျော်တို့မာလာခောက်ဆွဲတို့မာလာမြေပဲနဲ့တက်ချီတော်တို့တက်ချီတော်ဂျူမြတို့တက်ချီတော်ချင်းဆက်တွေရရဲ့ချမ်းချမ်းကနမလန်နေရာမာလာ36ကိုလုံကတာမိခဲ့ပါတယ် လာရှုံးစတိုင်မာလာဟင်းလေးကတဲငပိမပါပဲဟုံးမိတ်မာလာမြေပဲချံငရုတ်စီချံမှုမှုကနေအရတာအတိတယူပြီးအတီးအရွယ်15မျိုးလောက်ပါတဲ့အပြင်ငုံဦးကြက်ဦးချောင်းမာလာခောက်ဆွဲလေးတွေရောနေပြင်ပေးထားလို့သမင်းနဲ့တာဆိုရင်နှစ်ယောက်စားလို့လောက်တဲ့မာလာဟင်း portion လေးပါပြီးစီမွှဲဘဲနဲ့မြေပဲနဲ့မြများပါရာကြောင့်စိတ်စိတ်မှုမှုလေးနဲ့အရတာအရန်ကောင်းပါတယ် အာလူမာလာမာလာအာလူဖန်နေရှိရဆိုရင်တော့မာလာ36ကအာလူမာလာကိုမြင်းကိုမြည်ကြည့်ရမယ်စီရင်နေတာထည့်ထားလိုက်ပါတော့မာလာစီမွေမြေပဲနှစ်တွင်နဲ့စိတ်မွေဆက်ကလေးကိုမှအချင်းတက်ကလေးပပနဲ့အာလူရဲ့စီစီထွေထွေဖြစ်မှုဟာတကယ်ကိုလိုက်ဖက်ညီရဲ့အတွေ့လေးပါလောဝန်နေနဲ့အရန်စိတ်တိုင်းရခဲ့ရလို့အမှတ်ပြုပေးချင်ပါတယ် အချားဆိုင်နေမှာလုံးဝလုံးဝမရှိဘဲနဲ့ဒီမာမစားဖူးတဲ့မင်းကြီးလေးကတော့မာလာကြက်ဦးကျော်တုပ်ပါကြက်ဦးကိုလုံးဝဖွေးရဲ့အထီးတန့်စင်ပြီးမှပေါင်းကြော်လေးလှုပ်ထားတာကိုနှမ်းမိပဲအနှိမ့်ချအရသာစိစိန်လေးဆိုင်ကဟုံးမိတ်ငရုတ်စီချဲနမှုမွေးလေးနဲ့နှုတ်မိန်အောင်တုပ်ပေးထားတာဖြစ်ပါရဲ့အရန်ကြီးကျွတ်မနေပဲထုတ်ထုတ်အီအီလေးနဲ့ဝါလို့ကောင်းပြီးဦးနဲ့ညီနဲ့လုံးဝမရှိတာမို့လို့အနံ့ဆန်စတစ်ဖြစ်တဲ့သူတွေရောမစားလို့ရပါမယ် ုံထုံဆက်ဆက်ဆုံမထိမိရဆိုတဲ့သူလေးတွေအတွက်မာလာခောက်ဆွဲကတော့ပတိဖြစ်မှာပါ။ဝါဦးခောက်ဆွဲလေးကိုကြက်ဦးချောင်းထိုင်ဝမ်မုံငင်းလေးတွေနဲ့ရိုးရိုးရှင်းရှင်းတုပ်ထားတာပဲ။ခောက်ဆွဲလေးဆွဲမှလိုက်ကလေးကမာလာအနက်မှုဝေးလေးကထွက်လာတော့တာပါပဲ။ပြီးရင်တော့ဝါဦးခောက်ဆွဲရဲ့ဝါလုတ်ကောင်းတဲ့ texture လေးနဲ့ထိုင်ဝမ်မုံငင်းကြိုးကြိုးကြွတ်ကြွတ်ကလေးတွေကိုတလုတ်ပြီးတလုတ်စားမိချိန်မှာတော့ငရုတ်စီကြက်ရဲ့အဆက်နဲ့အထုံကတိတ်ကြီးကြီးတက်လာတော့တာပါပဲ။ စချီတောင်မာလာမြေပဲနဲ့အတုပ်လေးရကြတော့မာလာအာလူးလေးနဲ့အရသာချင်းစင်ပါလေ။ဒါပေမဲ့တေချာအရသာခံတဲ့အခါမှာအာလူးမာလာကအာလူးအစိမ့်တဲ့ပုံများပြီးစချီတောင်မာလာကကြတော့အတုပ်နှစ်ရဲ့အရသာပုံသေးပါလေ။ အဆက်တွေစားပြီးသူ့ကိုစားလိုက်ရတော့ကိုစိတ်နေအောင်ခံစားရပါတယ်။အရန်ကြီးနူးဤမနေပုံမဲ့သူ့ဟာနဲ့သူလေးဝါလုကောင်းတာမို့လို့သဘောကျစရာပါပဲနော်။အမည်အမည်နဲ့ဆိုရင်လည်း recommend ပါတယ်။အချက်အုပ်လို့ပြောရမယ်။မာလာချက်ချီတောင်ချက်နဲ့အချစ်သက်ဖြစ်တဲ့ချက်ချီတောင်ဂျူးမြတ်နှက်ဆိုလို့ရှိရင်ဘာကိုရွေးမလဲနော်။ဂျူးမြတ်ချက်ချီတောင်နှက်ကမာလာမုံငရုတ်တီးချိန်ငရုတ်စီမွေအစာပလာတွေနဲ့ဂျူးမြတ်ကိုပါရောနေပြီးတနေ့ကောင်အရသာဝင်အောင်နှက်ထားရမို့လို့အထဲသေးပြီးအရသာဝင်နေပြီးတော့ဂျူးမြတ်ရဲ့ဆက်ရှင်းရှိတ်အရနာလေးပါ ပေါင်းလိုက်တော့စက်လီကောင်းလေလို့တော့ပြောရမယ်ဒါပေမဲ့နားနာပြီးတော့ရှားယူရပါတယ်အညာအဆက်ရှော့ချင်ရင်တော့ကြိုပြီးတော့မှားလို့ရတယ်လို့ပြောပါရင်မာလာတက်ချီတောက်ချက်ကတော့အာလူးကြွယ်လေးတွေပါပါပြီးအဆက်ပါပါနဲ့အနှစ်ချက်ပုံစံကလေးဆိုတော့အရသာနည်းနည်းလေးတာမို့လို့ထမင်းလေးနဲ့စားလို့ရှိရင်တော့ကွက်တီပါပဲ မာလာ36မှာရေနှုံလေးတွေကတော့3000ကနေ8000အထိမို့လို့အနည်းအယတာတွေအကုန် homemade လုပ်တဲ့ဆိုင်ကလေးဆိုတော့စားပြော်ရခံစားရပါတယ်။လမ်းကြုံလို့ရှိရင်ဆက်ဆက်တစ်ခေါက်လောက်သာပြီးတော့အပူပေးကြပါဦးနော်။